အနီနိုကြိုက်တယ်လို့ဟုတ်တယ်ငါလည်းရှင်းနေငါမင်းမြောင်ဘက်ကရှင်းနေမင်းဘက်ကထောက်ထားငါ့ကိုလာပြငါ့ကိုလာတွေ့ကြည်ကြီးအကောင့်မှာတင်ထားကျွန်တော်နဲ့ပတ်သက်တဲ့ screen shot ရယူ screen recording ဖန်ထားရဟာအကုန်လုံးကျွန်တော်ကအကုန်လုံးတိတိကျကျမှန်မှန်ကန်ကန်နဲ့ကျွန်တော်ပြောသားမှာဖြစ်ပါတယ်။ဖုံတိတ်ခါကိုကျွန်တော်အကြခံပြီးတော့ဒီလိုမျိုးလူတရအတွက်နဲ့ဟုတ်တယ်မတန်ဘူးဆိုတာသိရတယ်။အားလုံးမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်။ ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ line ပေါ်မှာဖြစ်နေတယ်เนาะ NGBD ရဲ့เนาะဘွဲအကြောင်းလေးပဲဖြစ်ပါလေရှင်ဒီ NGBD အတွဲကသမီးစားเนาะဒါကိုအလိုမတူပဲနဲ့เนาะအသင်းအာမမုစကူဒူးခံရတဲ့အပြင်เนาะဒီကောင်လေးကတရားပါဆွဲခံရတော့မယ်เนาะဒီကိစ္စနဲ့ပတ်သက်ပြီးတော့အကြောင်းဆုံးရှင်းပြလာတဲ့ view file လေးပဲဖြစ်ပါလေရှင် NGBD ဒီအနေနဲ့လည်းเนาะတတိထားလို့ရအောင်လို့ဒီ video လေးကိုပြန်လည်ဝင်မြလိုက်ခြင်းဖြစ်ပါလေရှင်အကြောင်းဆုံးသိရအောင်လို့ညီမနဲ့တူတူ video လေးကိုသုံးတိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ရှင်ပါလေရှင် အခုကျွန်တော်ပြောသားမှာဂျီဂျီကောက်မှာတင်ထားကျွန်တော်နဲ့ပတ်သက်တဲ့ screen shot ယူ screen recording ဖန်ထားရဲ့ဟာအကုန်လုံးကျွန်တော်အကုန်လုံးတိတိကျကျမှန်မှန်ကန်ကန်နဲ့ကျွန်တော်ပြောသားမှာဖြစ်ပါတယ်။ဂျီဂျီနဲ့ကျွန်တော်နဲ့တွေ့ပြီးတော့နှစ်လကြာမှာတမိစာစကားများပြီးတော့ကျွန်တော်ဆက်ဆံရေးကခဏရက်တန်လိုက်တဲ့အချိန်တွေတခုဖြစ်လာပါတယ်။သူရင်ကျွန်တော်ရဲ့အဲ့ကြားမှာအဆက်အသွယ်လည်းမရှိခဲ့ပါဘူးလုံးဝ။အဲ့ဒီအချိန်တွေမှာကျွန်တော်က လူတယောက်နဲ့ဖလစ်ခဲ့ပါကျွန်တော်ကိုကျွန်တော်ဝန်ခံပါကျွန်တော်မစင်ကြမှာစိတ်ပြလက်ပြကျွန်တော်စကားပြောတာရှိမယ်ကျွန်တော်ဖလစ်တာရှိမယ်လူတယောက်ရှိခဲ့ပါအဲ့လူတယောက်ကလည်းမန်လေးကိုသူလာခဲ့မန်လေးလာတဲ့အချိန်မှာကျွန်တော်သွားတွေ့ခဲ့ရရှိရယ်သူနဲ့အတူတူမုံစားထွက်ခဲ့ရရှိမယ်အပြင်သွားခဲ့ရရှိမယ်အဲ့အတွက်ကြောင့်မလို့သူ့ဘက်ကဓာတ်ပုံရိုက်ထားရလည်းရှိလိမ့်မယ်ပေါ့နော်ဒါကျွန်တော်ဘက်ကဝင်ခံပြီးကြည်ကြည်နဲ့အဆက်အသွယ်ပြတ်ပြီးတော့ဖြစ်နေတဲ့အချိန်မှာကျွန်တော်နောက်တစ်ယောက်နဲ့ဖလစ်ခဲ့ဟုတ်ပြီ ဒါဒီလိုဖလင်းခဲ့ရကျွန်တော်တယောက်တည်းမဟုတ်ကျွန်တော်ခုချိန်မှကျွန်တော်ကသွေးယူသွေးရနဲ့ရှောက်ပြောနေရမျိုးမဟုတ်ဘူးเนาะကျွန်တော်မှာတိတိကျကျအချက်လက်တွေရှိရကျွန်တော်အိမ်ကိုကြေးကြေးအလဲလာတဲ့အချိန်တုန်းကမနဲ့စောစောတခုမှ သူ့ရှီကိုဖုန်းကွန်တက်တခုကနေပြီးတော့ဝင်လာတယ်အဲ့ဝင်လာတဲ့ကွန်တက်ရဲ့နာမည်ကလည်းကြေးကြေးလက်ပါ queen and girlfriend ဆိုတဲ့နာမည်နဲ့ဝင်လာเนาะ ကျွန်တော်ဘေးမှာအိမ်နေဆိုဖုန်းဝင်လာတယ်ကျွန်တော်တည်အမနဲ့အစောကြီးကွာအဲ့ချိန်မှာသူဖုန်းကောက်ကင်နေဖုန်းကောက်ကင်ပြီးတော့ခဏလောက်နေနေရောသူ Telegram ကိုချက်ချင်းသွားတယ် Telegram မှာသွားပြီးတော့အဲ့ကောင်မလေးနဲ့ပြောရဲ chat slit တွေအကုန်လုံးသူကြည့်ရဲသူပြောတတ်တာပြောပြီးတော့ကျွန်တော်ရှေ့မှာရင်နော်အဲ့ conversation တစ်ခုလုံးကိုလုံးဝဖြတ်ချပြစ်တာအဲ့ conversation တစ်ခုလုံးချက်ချင်းဖြတ်ချပြစ်တာအဲ့ဒါလည်းသူကိုယ်တိုင်လုပ်ခဲ့ရသူကောင်းကောင်းသိပါလိမ့်မယ်နော် ကျွန်တော်ကမှအဲ့ချိန်မှာသူမန်လေးကိုရောက်နေသူဘေးမှာရှိပါပြီဆိုကုန်တယ်ကျွန်တော်ဖလစ်ခဲ့ရအကုန်လည်းကျွန်တော်ဘာမှမရှိရောဖလစ်ခဲ့ရအကုန်လည်းဘာမှမရှိရောတလို့ကျွန်တော်သူနဲ့ပဲဆက်ပြီးတော့ပတ်သက်ခဲ့ရဒါပေမဲ့သူကအဲ့ချိန်အထိသူဖလစ်ခဲ့ဟာမပြီးသေးဘူးနော်ဇလန်းတွေကအဲ့ချိန်အထိအကန့်ရရှိသေးရဲ့ကျွန်တော်ကအဲ့လိုမရှိရောကျွန်တော်ပြောချင်တာကကျွန်တော်ဖလစ်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကိုဆွဆွဲမယ်ဆိုရင်သူ့မှာလည်းအဲ့လိုကိစ္စရှိရဲ့နော်ခုမှ ပြောရမယ်ဆိုကျွန်တော်ကရှေ့ပိုင်းကတင်ထားတဲ့အချက်လက်တွေကိုလည်းကျွန်တော်လီးစဲလိမ်ညာပြီးတော့ပြောရလဲမဟုတ်ဘူးကျွန်တော်လည်းမိကောင်ဖခင်သားသမီးနော်ကျွန်တော်ဂုံတိတ်ခါကိုကျွန်တော်အကြခံပြီးတော့ဒီလိုမျိုးလူတယောက်အတွက်နဲ့ဟုတ်တယ်မတန်ဘူးဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်ကမဟုတ်မမှန်ပြောလို့ကျွန်တော်အတွက်ဘာရမှာ เนาะအရှက်တပဲအကျိုးနဲ့ဖြစ်စီရပဲရှိမှာ तू လောက်ခဲ့ရရင်ကျွန်တော်ပေါ် तू ကိုတိလက်ရောက်ကျူးလွန်ခဲ့ရရင် तू လက်ပါခဲ့ရရင်အကုန်လုံးကျွန်တော်မိဘကိုပါချိန်ချောက်မယ်အနစ်အမေကိုလက်တမိစားလူဆောင်ကိုမယ်ဆိုပြီး तू ကိုယ်တိုင်ချိန်ချောက်ခဲ့ရเนาะကျွန်တော်အမေကိုလည်းချိန်ချောက်ပြီးတော့ပြစ်မယ်ဆိုပြီးတော့ကျွန်တော်တမိသားလွန်ဆိုပြီးတော့ तू ပါဇက်က तू ကိုယ်တိုင်ပြောခဲ့เนาะသူကလည်းအဲ့လိုမျိုးပြောခဲ့အဲ့လိုမျိုးပြောပြီးတော့သူ့အကောင့်ကို private account ကြီးပြောင်းပြီးတော့ထွက်ပြေးရယ်ပြဿနာကိုထိတ်တိုက်မဖြေရှင်းဘူးကွာ ထွက်ပြေးနေရဘာမှသူ့မှာတုံ့ပြန်နိုင်တဲ့အင်အားမရှိရဲ့အချိန်မှာသူထွက်ပြေးခုလိုမျိုးအခြေအနေကိုရောက်မှကျွန်တော်နဲ့ဖလစ်ဖူရဲ့သူကကျွန်တော်ကိုအောက်ဖဲလန့်ကျင်တာနဲ့သူ့နဲ့နှစ်ယောက်ပေါင်းပြီးတော့မှကျွန်တော်အဲ့လိုမျိုးခုလိုမျိုးကြောက်ချရယ်ပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးသူတို့ရှာနေခြုံခဲ့ပါရင်ကျွန်တော်ကဘယ်လိုမျိုးကြီးပြောခဲ့ရပါဆိုပြီးတော့အဲ့လိုမျိုးကြောက်ချတယ် ဲ့ဒီတော့ကျွန်တော်သူနဲ့အဆင်ပြေချိုင်းမှာဖလစ်ခေရကျွန်တော်ကိုအပြစ်ပြောခြင်းနဲ့ဆိုရင်ကျွန်တော်ကိုလည်းမပြောနဲ့သူလည်းချိုင်းမှာဖလစ်ခေရရှိရယ်နော်သူ့လည်းအပြစ်သွားပြောပါနောက်ပြီးကြတော့သူရှီယာနေခြုခဲ့ပါလေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြေရှင်းမယ်။ဂျေဂျေနောက်ကြနမယ်ရမင်းမြအောင်နော်။သူကျွန်တော်ကိုဝယ်ပေးခဲ့ရပါရှိလဲဆိုတော့ဒီဖနက်ဟောဒီ cross ဖနက်ဒီဖနက်ရဲ့တန်ဘူကတသိန်းခွဲဝင်းကျင်လောက်ပဲရှိမယ်။ဒီဖနက်တရံရှိမယ်။ပြီးကြတော့ ဒီဖုန်းကပါဒီဖုန်းကပါဆိုရလဲမန်လေးရကပီတန်မှာဝင်ခဲ့ရကျွန်တော်ရှိရဗီဒီယိုမှာလည်းတင်မှုပါမန်လေးကပီတန်မှာသူကရိုင်းဝယ်ပေးခဲ့ရအဲ့ဒီဆိုင်ကိုသိချင်တော့မှအဲ့ဆိုင်အမဆိုမှတ်မိကောင်မှတ်မိနေပါလိမ့်မယ်ကောင်လေးစုံတွဲနှစ်ယောက်လာဝယ်ရဆိုပြီးတေချာပေါင်းမှတ်မိပါလိမ့်မယ်ကျွန်တော်မှသူနဲ့တူတူဝယ်ခဲ့ဆိုင်နေပါအချက်လေးတွေကကစားအသေးစိတ်သိချင်တယ်ဆိုရင်လာပြီးတော့မေးလို့ရတယ်နော်ကျွန်တော်ဘက်ကလိန်ခဲ့ရပါတခုမှမရှိဒီဖုန်းကပါတခုရဲ့ဒီဖန်နက်တခုရဲ့အဲ့ဒါရဲ့နောက်ကြောက် မန်လီကပီတယ်မှာပဲရှိရဲ့ SIS ဘာမာရဲ့ H sign ကနေပြီးတော့ကျွန်တော်အင်ကြီးတထဲဝယ်ပေးခဲ့အဲ့အင်ကြီးရဲ့တန်ဘူကလည်းပတ်စံမြမငွေ3000ကျော်ပဲရှိရဲ့အဲ့3000ကျော်အင်ကြီးကလည်းကျွန်တော်ဘက်ကနေအတင်းဝယ်ခိုင်းခဲ့ရမှာမဟုတ်ဘူးเนาะဒီ fanat တွေဒီ ဒီဖုန်းကပါလေးရလဲကျွန်တော်ဘက်ကနေအတင်းဝယ်ခိုင်းခဲ့မှာသူဘာသူလူလလဝယ်ပေးခဲ့ရခုချိန်မှာတမီးစားအစင်မပြေတော့မှကလေးစိတ်တွေအရင်တော့ငင်ငင်ကအာငါနင့်ကိုဒီဟာပေးထားငါ့ကိုပြန်ပေးဆိုရယ်စိတ်မျိုးတွေဖြစ်ပြီးတော့ကျွန်တော်ကိုအပုတ်ချပြီးကျွန်တော်ကခြူစားခဲ့ပါရဲ့ဘာညာပြောရအောင်ဒီပစ္စည်းတွေလောက်နဲ့ကျွန်တော်ခြူစားရလွယ်ကျွန်းကိုကျွန်တော်အပြောမခံနိုင်ဘူးဗျာအဲ့အတွက်ကြောင့်မို့ဒါကြီးအကုန်လုံးပြန်ယူခြင်းနဲ့ဆိုရင်ပြန်ပေးပါမယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကြည်ပြီးဝယ်ပေးရဲ့အတွက်ကြောင့်လို့ပါအဲ့စ်ဘာမှဝယ်ပေးထားရဲ့ အင်ကြီးကတော့သူကိုယ်တိုင်ယူထားလိုက်ပြီကျွန်တော်ရှိမှလည်းမရှိတော့သူကိုယ်တိုင်ပြန်ယူပြီးသားအဲ့အင်ကြီးကအဲ့ပစ္စည်း၃မျိုးပဲရှိတယ်ဒီလိုမျိုးပြောလို့ကျွန်တော်ကသူ့ဘက်ကနေအယူပဲရှိခဲ့ရလားဆိုသူ့ဘက်ကနေကျွန်တော်အယူပဲရှိခဲ့မှာကျွန်တော်ဘက်ကပြန်ပေးခဲ့ရတဲ့အရာတွေလည်းအများကြီးရှိတယ်ကျွန်တော်သူနဲ့ anniversary တခုမှာကျွန်တော်သူ့ကိုပန်းစီရေဝင်းနေကိတ်တွေကျွန်တော်စားစရာမုံနေအများကြီးနဲ့ကျွန်တော်သူ့ကိုပေးခဲ့ရတယ်လည်းရှိတယ်အဲ့ဒါအရာလည်း စုစုပေါင်းတန်ဖို့အတွက်ကြည့်မယ်ဆိုပတ်စံတသိန်းခွဲလောက်ရှိရယ်ကွာပြီးကြတော့ကျွန်တော်သူ့အမေအတွက်ပတ်စံအဲ့တလုံးကျွန်တော်ကတော့ဘူးပဲအဲ့ဒါကလည်းတသိန်းခွဲတသိန်း6တာဝင်းကျင်လောက်ပဲရှိမယ်အဲ့ပတ်စံအဲ့တလုံးရှိမယ်ကျွန်တော်သူ့အပေါ်ကုန်ကြရဲ့ကုန်ကြငွေအကုန်ကလည်းကျွန်တော်အဲ့လိုမျိုးဆိုရင်ကွာသူ့ဒီဖနက်တရံဒီဖနက်တရံဒီဖုန်းကပါတခုအဲ့ကြီးတထင်နေဆိုရင်ကွာအကုန်ကအတူတူပဲ ဘာမှတာရင်နိုင်မရှိဘူးကွာ။ तू ကကျွန်တော်ကိုလှုပ်ပေးခဲ့ရရှိတယ်လို့ကျွန်တော်ကလည်းသူ့ကိုလှုပ်ပေးခဲ့ရပဲလေဟုတ်တယ်မလား။ကျွန်တော်ဘက်ကလည်းကျွန်တော်လှုပ်ပေးခဲ့ရပဲ။အကုန်လုံးကတာရင်နိုင်မရှိဘူးကွာအကုန်လုံးဒန်တူပဲကျွန်တော်ဘက်ကအယူပဲရှိခဲ့ရမဟုတ်ဘူး။နော်။အားကြောင့်ကိစ္စတစ်ခုကိုမတည်သေးဘူးဆိုရင် အပြောမစောနဲ့ တေချာစောင့်ကြည့်အောင်เนาะနောက်ထပ်သူနဲ့ပတ်သက်တဲ့ information တွေအကုန်ကကျွန်တော်မှရှိထားပြီးသားဒါကလည်းကျွန်တော်ချိန်ချောက်တာမဟုတ်ကျွန်တော်ဒီထပ်ပို့ပြီးတော့ကျွန်တော်ကိုဂျူးကိုလည်းပို့ပြီးတော့ထိခိုက်လာမယ်မဟုတ်မမှန်နေလဲသူထပ်ပြောနေမယ်သူဘက်ကနေပြီးတော့ကျွန်တော်ကတောင်းမန်တာကိုပဲအသာတကြီးလိုချင်တဲ့ဟာအဲ့လိုမျိုးရှိမလားဆိုကျွန်တော်လည်းရှေ့ဆက်ပြီးတော့လှုပ်ဆရာရှိရအကုန်လုံးလှုပ်ရမှာပဲเนาะလူကြီးတယောက်ဖြစ်ပြီးတော့ လူကြီးတယောက်ရဲ့နှုတ်ကနေတရားလွတ်တော်အထက်တန်းရှိနေတယောက်ကိုဖိကင်တော့ပြောဆဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပြသွားမယ်။ ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်ခီးမသွားခင်3-4ရက်လောက်တုန်းကျွန်တော်ဘက်ကတရားလွတ်တော်အထက်တန်းရှိနေတယောက်ကိုကြည်ကြည်ခေါ်မင်းမြအောင်ရဲ့မအေးဖြစ်တဲ့ဒေါ်အေးတန်းဆိုရဲအမျိုးသမီးကိုကျွန်တော်ဘက်ကနေပြောရှင်းနေကိုဖုံးဆက်ခိုင်းခဲ့ဖုံးဆက်ခိုင်းနေဆိုတာရှင်းနေဆိုရဲသဘောတဘောအတိုင်းအိတ်ဒေါ်အေးတန်းဆိုရဲအမျိုးသမီးကိုဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းနှိုင်းပြောတယ်သူ့ဘက်ကနေပြီးတော့ဒီအမှုကိစ္စမှာတောင်းမယ်တောင်းမယ်တကယ်လို့မတောင်းမယ်ဆိုရင်ကျွန်တော်ဘက်ကနေတရားဥပဒေအရလှုံ့ထုံလုံးကြီးအတိုင်းလှုပ်သွားမယ်ဆိုပြီးတော့သူ့အမျိုးအကြောင်းကြားတာ ဲ့လိုအကြောင်းကြားရင်းချိန်မှာဒေါ်အေးအတန်းဆိုတဲ့အမျိုးသမီးဘက်ကလူကြီးလူကောင်းဆန်ဆန်မတုံ့ပြန်ပေနဲ့ဖေကင်တော့ပြီးတော့အဲ့လိုမျိုးရက်ကွက်စရိုင်းဆန်ဆန်ရှိနေကိုကျွန်တော်ဘက်ကရှိနေကိုအော်ဟစ်ဆဲဆိုကဲအိတ်ဆဲဆိုတာနဲ့ပတ်သက်တဲ့ဟာရီအချက်လက်တွေထောက်ထားရင်အကုန်လုံးလည်းကျွန်တော်မှရှိရယ်နော်ပထမတစ်ချက်ဖက်အေးဖြစ်တဲ့ဒီကကျွန်တော်ကိုချိန်ချောက်စာပို့ပဲအဲနောက်ပြီးတော့ဖုန်းဆက်ပြီးတော့ချိန်ချောက်တယ် ဒုတိယတစ်ချက်မအီဖြစ်တဲ့သူကိုကျွန်တော်တို့ဘက်ကတရားဥပဒေအရရင်ဆိုင်မယ်ဖြစ်တဲ့အတွက်ကြောင့်မို့တရားလွတ်တော်အထက်တန်းရှိနေတဲ့ဖုံးဆက်ခိုင်းနေဖုံးဆက်ခိုင်းနေအချိန်မှာရှေ့နေကိုဆဲလွတ်တယ်ဒုတိယတစ်ချက်နောက်တစ်ချက်ကကျွန်တော်ရှီကိုပြန်ဆက်သွယ်လာတဲ့အချိန်မှာရှေ့နေအတော်ကူရှေ့နေအတုနဲ့ဆက်သွယ်လာ ရှိနေဆိုရင်မိမရဲ့တစ္ဆက်ကထွက်တဲ့ဟာကိုလည်းကျွန်တော်အတန်ဖိုင်တင်ထားရယ်နော်အဲ့မိမနဲ့ပတ်သက်တဲ့ဟာကိုလည်းအဲ့အတန်ဖိုင်မှာသွားပြီးတော့နားထောင်ကြည့်ရအောင်ကျွန်တော်တို့ပြောထားရတာနားထောင်ကြည့်ရတဲ့ရှိနေလားငစိမ့်တယ်လားဆိုတာတက်တက်ကွယ်ပြင်းတက်တက်ကွယ်ကွယ်တိကျမယ်လို့ကျွန်တော်ထင်တာပဲအဲ့ရှိနေမှာကိုလည်းကျွန်တော်ကပြောရဲဟုတ်ပြီအမကဒီရှိနေမှာအမကဒီအမှုကိစ္စကိုအမကကင်တွင်မဲ့ရှိနေဆိုရင်အမရဲ့ရှိနေနာမည်ကိုကျွန်တော်တီးခွင့်ရှိမလားလို့ကျွန်တော်အဲ့တိုင်းလေးပဲမေးရအောင်အဲ့တိုင်းလေးပဲမေးခဲ့အဲ့ရှိနေမှာဆိုရဲ့ဘက်ကဘာလဲဒါရဲ့ တိစီယာမလို့ရဲ့သူ့အရင်လာပြီးဥခိုက်တဲ့ဥခိုက်ရင်အကုန်လုံးတိရလိမ့်မယ်အဲ့ရှင်နေမှာပါစက်ကပြောအဲ့လိုမျိုးပြောတယ်ပြီးကြောင်ကျွန်တော်နဲ့အဲ့ရှင်နေနဲ့ဖုံးပြောရဲ့အချိန်နေမှာကျွန်တော်ဘက်ကနေပြောစကားနည်းနည်းလေးမှပြောချင်မရသူ့ဘက်ကနေပဲအကုန်လုံးတောက်ရှောက်လွတ်သွားတောက်ရှောက်အကုန်ပြောသွားသူပြောချင်တာပြောရဲသူပြောချင်တာအော်ဂျီဟစ်ကျပြောပြီးတော့ဖုန်းကိုတောက်ရှောက်တန်းချသွားရင်ကျွန်တော်ဘက်ကဘာမှ ပြောစရာစကားတော့မဆုံးဘူးသူပြောချင်တာပြောရဲဖုန်းတန်းချသွားပြီးပြီးကြတော့ကျွန်တော်ဘက်ကဖုန်း၃လင်း၅ကကျွန်တော်ပြန်ပြီးတော့ခေါ်တယ်ခေါ်တော့အချိန်မှာအဲ့ရှိနေမှာလုံးဝမကင်တော့အမှန်တူတာရှိနေအစ်င့်အမှန်ဆိုရင်ကျွန်တော်နဲ့ဓာတ်ရိုက်စကားပြောနိုင်ရမယ်လीကျွန်တော်ပြောရဲစကားကလည်းသူ့မှာနားထောင်နိုင်စွမ်းရှိရမယ်ကွာကျွန်တော်ဖုန်းဆိုင်အချိန်ရင်းသူကင်ပြီးရဲဝန်းဖြည့်ရှင်းနိုင်ရမယ်လीခုကအဲ့လိုမျိုးမဟုတ်ဖ ೇನೆ ဘယ်လိုရှိနေခေါ်လာမယ်မသိဘူးကျော်ငါပြောမယ်စာမင်းကအစိုးလားချောက်လားမအောင်ပြော ရပါလို့ရရဲ့အင်းတို့ကြိုက်တယ်လို့ဟုတ်တယ်ငါလည်းရှင်းနေငါမင်းပြအောင်ဘက်ကရှင်းနေမင်းဘက်ကထောက်ထားငါ့ကိုလာပြငါ့ကိုလာတွေ့အဲ့ဒါအင်းဒီနေလေဆိုရင်ငါကရှင်းနေမှနော်မိချီလာမြို့နဲ့တရားရုံးကလွတ်တော်ရှင်းနေမှအဲ့ဒီတော့ငါပြောမယ်စာမင်းကအစိုးလား၆လားမင်းကပြော အစိုးလာချက်လားဆိုတော့အကန့်အကန့်ရှင်ဖြစ်တဲ့မင်းမြတ်အောင်ပဲတစ်ချက်မေးလိုက်တာအကောင်းပဲ။ဘာလို့ဆိုတော့အဲ့ဒီအဲ့ဒီအဲ့ဒီအစိုးလာအချက်လားမမသိရသူနဲ့ကိုစပြီးတော့ပတ်သက်ခဲ့အထောက်ထားရလဲရှိပြီးသားဘသူအရင်စပတ်သက်ခဲ့ဆိုတာဟုတ်ပါပြီပြောဒီဗျူလေးကတော့ NGBT အချင်းချင်းနောက်မှာနော်အလုံးမတူပဲနဲ့နော်အတင်းအာဓမနော်မုစကူဒူးတာရှင့်ဒီဗျူတဲ့ကောင်လေးကနော်မုစကူဒူးခံလိုက်ရတာရှင့်ဒါတောင်မှသူ့ကိုနော်ချိန်ချောက်ပြီးတော့နော်တရားစွဲမယ်လုပ်နေသေးတယ်ရှင့် ဒါကြောင့်မလို့တခြား NGP တွေလည်းနော်တတိထားလို့ရအောင်လို့နော်ဒီဗီဒီယိုလေးကိုပြန်လည်ဝင်ရလိုက်ခြင်းဖြစ်ပါတယ်ရှင်အခုခေတ်ကနော်ဘဒုကူမှာယုံလို့မရတော့ဘူးနော်ဒီဒါမန်တမီးစားသွဲတွေဆိုရင်လည်းနော်ကိုယ့်ရဲ့ရည်စားကိုအလွယ်မြုံလိုက်နော်ခုခေတ်မှာကအခုကြိုက်အခုကွဲဖြစ်နေကြတာရှင်ဒါကြောင့်မလို့ NGP ဖြစ်သူတွေအနေနဲ့လည်းနော်ဒီဗီဒီယိုလေးကြည့်ပြီးတော့ဘဟုတုတ္တတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင် နောက်ထပ်ဗဟုတုတရစရာတည်င်းလေးတွေလည်းနေ့စဉ်တင်ဆက်သွားပြီးမှဖြစ်လို့ညီမရဲ့အကောင့်လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင့်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်